တို့ငငယ်လေးတွေကပေါ့အဲ့လိုတည်တာပေါ့ဆိုတော့သူအချင်းနှစ်ပုတ်ကြိုက်တော့သူပြောတော့ကောနေဟာဟုတ်လားလဲလဲဘယ်လိုမြင်းမြင်းဆုံးမှဆိုတော့ကောလက်ကဘာဆိုမြင်းဆုံးအားလုံးကအမီမီးကိုသူကြိုက်တော့ကောနေဟာမင်းတို့လက်ပါဟာမီးလို့ပြောချင်တာပါလဲဟောပါလဲဟောတေချာနိုင်ချွတ်နားတော့ဒီပဲတည်ရဲ့ဟုတ်ကဲ့ဟုတ်တယ်ဟောမသိဘူး Alone to say can't feel it ကိုအချင်းအလုံးမီးထွက်သွားပဲအဲ့ဒီအချိန်တုန်းကကြော့ အဲ့လိုဖြစ်ချင်မှလည်းဖြစ်တော့မှာတော့ကော။ဖြစ်ချင်မှလည်းဖြစ်တော့မှာ။မီးကိုသူတို့အဲသူတို့အမြင့်ဆုံးမှာယူစားတာပဲကောင်းတယ်လို့ပြောရမှာပေါ့ဟုတ်တယ်ဟုတ်တယ်။ဘာလို့လဲဆိုတော့အကုန်းကလေဟိုဟိုပေါ့သူများတစ်ချင်မှာပြန်ဆိုပြန်ဆိုပြန်ဆိုဖို့ကလည်းအရန်ခင်းတယ်။ဘာလို့လဲဆိုကိုကြောင့်ပြည့်စုံမှာဆိုလို့အမြင့်ဆုံးမှာဘဝမှာတကယ်အမြင့်ဆုံးမှာပဲဆိုမယ်ပေါ့နော်။အဲ့တဘုတ်ပဲအဲ့တဘုတ်ပဲဆိုတာ။အဲ့တော့အခုလည်းမီးကလည်းတယောက်တည်းဆိုဖို့အစီအစဉ်မရှိဘူး။အကိုကြီးကလည်းတွေ့တယ်။စောင်းကြည့်တဲ့အကြောင်းအဲ့အကိုကြီးကလည်းအကောင်းဆုံးချမှာကွာချမယ်လို့ အဲ့လေပေါ့ခုနကဟိုကိုပြောဟိုအကဲ့ဆိုတော့သူ့ရှင်းနေစကြားရယ်ကြားတဲ့အချိန်မှာလည်းအဲခုနကဟိုနတ်မီလို့ပြောတော့သူနဲ့ကိုယ်တည်းအဲ့လိုနည်းနည်းခံစားချက်နည်းနည်းစက်ခံစားချက်ပေါ်မှုပေါ်သရှင်တွေပေါ်ထားတဲ့စိတ်ပေါ်တော့တော့နည်းစက်နောက်ခုနကဟိုသူရဲ့ notice ဆိုရယ်ပေါ့နည်း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 အဲ့ရှိသူလည်းကိုတော့ကြက်အဲ့တော့အဲ့မှာလည်းသူ W ရဲ့လည်းရှိတဲ့အချိန်မှာကိုတော့ရှင်းတွေကို ပြန်ဟိုကကြည့်ရေးလိုက်ကြည့်ရအောင်။ဟောနာရဟောနာမိုက်တယ်ပေါ့။ကြီးရလဲမိုက်တယ်။တော့ရိုက်ရှင်စာကောင်းတယ်ပေါ့။ဟုတ်ကဲ့။တော့ကညီကသူနဲ့ခံစားချက်တူတယ်ပေါ့။အင်းညီစက်ခြေထိပ်ပေါ်မှာထားတဲ့ခံစားချက်ကတော်တော်ကြီးတယ်။တိတ်ကူးလေးပါပဲကအဲ့အခုကျွန်တော်စိုးဖို့မဟုတ်ဘူးလား။တမင်တွေချုံးငယ်စိုးဖို့အတွက်ရေးပေးတာ။အဲ့ဒီညကသူ့ကိုတပ်ပေးတာအဲ့ဒီစီစဉ်တပ်ပေးမှာဘွားတော့ခင်ဗျာပေါက်ပြီလို့တွက်လိုက်သေးတယ်။အဲ့လိုဖြစ်ချင်တော့အဲ့ချင်တော့အိုင်ပတ်တွေစပေါ်တဲ့ချင်း တက်ပလက်တွေစပေါ်လဲခြင်းသူ့ဒူလေးကအဲ့တချင်းကျွန်တော်ဆိုရတဲ့ချင်းကိုရိုက်ထားတာသူကอืมရိုက်ထားမှာအဲ့ဒါပြန်သွားတာတကယ်တမ်းကကျွန်တော်ဆိုဖို့မဟုတ်ဘူးလေငကိုရင်းကစပြီးမှတဲရေးခဲ့တယ်မင်းကလေးတချင်းလေအဲ့လိုဆိုအဲ့တချို့ကကြောက်ကြည့်မှာအပေါ့တွေနဲ့တက်တူးတွေနဲ့ဆိုပြီးရေးရင်းနဲ့စိတ်ကူးလေးပါပဲဆိုဟာစားတယ်ကွာလေအဲ့လိုအဲ့လိုတခါတလေပြည့်တဲ့ပေါ့သူတို့သူတို့ကဟိုတောင်းဆိုရင်တော့ပြည့်တဲ့အလိုလိုက်ပြီးဆိုပြီးရတော့ပေါ့ဘယ်ဆိုမလဲဘာမှမဆိုင်တာကိုနဲ့ကိုနဲ့ပါဆယ်လို့လေတချို့ကဝနာဆိုရင်မသိအကုန်မသိဘူး ဟိုသူများအရန်နားထောင်လို့ရှန်ကြရှန်ကြလာတဲ့ဟာတော့ပဲသိတာတကယ်တော့ဟိုတကယ်ဟိုခုနကကိုကြီးကပြောလို့ကိုကြီးကောင်းကိုတကယ်နဲ့နဲ့ချွတ်ချွတ်လှက်ပြီးနားထောင်ပါသိမှာအခုနမင်းတို့ကိုတိလို့ပေါ့အဲအခုလည်းဝဏ္ဏဆိုရင်မတကယ်ဝေဖန်တော့မယ်တကယ်ဆဲတော့မယ်ဆိုတေချာခက်ခက်နန်းနားလေဒီကောင်ဘာရလုတ်ခဲ့လဲဆိုတော့အရင်တိပြီးမှဆဲရပေါ့ကောင်းနေဆဲရတန်တာပေါ့နော်နော်ဆဲခံရတာတန်တယ်လေအာအေးစိပါအဲ့ဒါဘာလို့လဲဆိုတော့နားမလဲတဲ့လူကနားမလဲတော့နားလဲတဲ့လူကနားလဲပြလိုက်တာဒါပဲဟုတ်တယ်သူကခုတချင်မှတကယ်အားလုံးနားမထောင်နိုင်ဘူး ဟုတ်တယ်လေ तू อ่ะအဲ့ဒါဒါဒါနားမလဲလို့လေကျွန်တော်အကြောင်းကိုကောင်းကောင်းနားမလဲလို့ကျွန်တော်ကနားလဲတဲ့နားလဲလို့နားမလဲလို့နားလဲပဲလေဒါပဲဟာကောင်းအေးစီပဲဘာမှပြန်လဲမစဲဘူးအေးစီပြောအောင်ပါပဲကိုကောင်အလူပုံစံနဲ့အကြမ်းကြမ်းကြီးနေတယ်ဟောပါရဲ့အဓိကလေကျွန်တော်ပြောချင်တာကတချင်းကိုလေတော့အရင်ဆုံးတချင်းနဲ့တချင်းကိုချင်းတိုင်းနားထောင်လိုက်အဲ့တော့မင်းနူးညံ့တာနဲ့ပြော့ညံ့တာတခြားစီပဲအဲ့လိုသိစေချင်တာပေါ့သူကချင်းမာတာပြော့တာနဲ့ရော့တယ်သူကဆောက်ခွဲစားနေတာခွဲစားတကယ်တော့ဟိုကိုတို့လေ ကိုရမဲ့ကိုရိုးဆိုရတာရောက်ရစီချောင်းပေါ့အဲ့ခင်မှာကိုရမျောလာရောက်ရစီကိုကြိုက်တယ်ကိုလည်းခကြမ်းဆိုခဲ့တဲ့ချင်းတွေရှိတယ်ဒါပေမဲ့ပြည့်တဲ့တဲ့ဟိုရောက်သွားတဲ့ချင်းလေးပဲဒါပေမဲ့ကိုရိုးကဟိုအကြမ်းကြီးတွေကြက်တယ်လို့အမှုတွေလည်းကိုရိုးကကြိုက်တာခုနကပြောတယ်နူးနူးညံ့တာနဲ့ပြော့ညံ့တာတခြားစီပဲအဲ့လိုအဲ့လိုမျိုးတွေပေါ့ဆိုတော့ကိုရိုးကြိုက်တဲ့ဘရာဘနူးညံ့ချင်းလေးတွေရှိတာအကြမ်းကြီးကြက်တဲ့ဟာလည်းရှိတာပဲအကြမ်းကြီးတွေလုတ်ခဲ့တာလည်းရှိတာအဲ့ကိုရိုးကနူးညံ့တဲ့လုတ်ခဲ့တာလည်းရှိတာဟို သူခန်းသားချက်ပေါ့နော်ဟိုကျန်းကြိုက်တဲ့အချိန်နဲ့ကျန်းကြိုက်ပေါ့နူးနူးကြိုက်တယ်နူးနူးကြိုက်တယ်တော့သူခန်းသားချက်အတိုင်းကိုကဟိုလုတ်ခဲ့တာလေးရှိတယ်ဒါပေမဲ့ညသောပြင်ပြည့်တဲ့ထက်ရောက်သွားတာကနူးညံ့လေးနူးညံ့လေးရောက်သွားတာရောက်သွားတဲ့အခါကျတော့တခါကျရင်ကိုတခါကျရင်ကိုတင်ကလေးပဲနောက်ကျတယ်ဟိုဘာညာပေါ့အဲ့လိုဟာကိုလည်းဟာသမီးအရှိန်ကြီးတဲ့တတူးတွေလည်းပြီးတော့ချစ်ချို့မခွဲပါဘူးအဲ့လိုဖြစ်နေပါဘာဒါပေမဲ့မတတ်နိုင်ဘူးပြီးတော့ဘယ်လိုပါပဲဟိုကိုလှုပ်ချင်တာတွေလှုပ်ဖို့ကလေဟိုအပေါ့ဟိုပြည့်တဲ့ကိုကိုလှုပ်ချင်တာတွေလှုပ်ဖို့အတွက်ပြည့်တဲ့ကိုအရင်ဆွဲခွာရတယ် သူတို့ကျွန်တော်တို့လုပ်ချင်တဲ့ music ကိုနားလည်ဖို့အတွက်လည်းကျွန်တော်တို့သူတို့ကြိုက်တဲ့ဟာလေးကိုအရင်ဆုံးပေးရတာပေါ့အဲ့ဒါဖြူးဖြူးနဲ့မှကျွန်တော်တို့ပြန်မှကျွန်တော်တို့လုပ်ချင်တဲ့ဘက်ကိုများခေါ်တော့ပေါ့နော်ကိုကောနော်ဟုတ်ပေါ့ဒါပေမဲ့သူတို့လုတ်တယ်ဆိုလဲကိုတို့လည်းကြိုက်ကြိုက်ကြိုက်လို့ပါကြိုက်တာပါဒါပေါ့ပလေးကြီးကကိုလည်းမကြိုက်ဘဲတော့မလုပ်ဘူးလေခဏခဏချက်ကတော့ကိုတို့ကရှိအကျန်းကြီးကြိုက်တဲ့အချိန်ရှိပဲကိုတို့စိတ်တွေပေါ့တော့နူးညံ့နေတဲ့အချိန်ရှိမယ်အဲ့လိုအချိန်လေးတွေမှာကိုတို့တရှင်းအေးလေးတွေလည်းကြိုက်ရင်ကြိုက်မယ်ဆိုရင်လည်းဆိုပြီးတော့တက်ပါဒါကကိုရခဏချက်အတိုင်းအမြဲတမ်းအေးတဲ့ဝိုးတန်းဝိုးတန်းလုပ်လို့ အဲ့ဒီမော်ရှိဘူးတဲ့ပါအများနဲ့အဲ့လိုမျိုးနေလဲချက်တာမဲမစားဘူးလားငပိလေးနဲ့စားနေတယ်အဲ့လိုမျိုးလေးပါခုဆန်တဲ့ချက်တိုင်းဟိုသွားတာပေါ့ဒါပေမဲ့အများသောအဖြစ်ကဟိုပြည်သက်တို့ရောက်သွားတဲ့ခါတွေကအဲ့လိုမျိုးလေးလေးတွေကရောက်ရောက်သွားတာများတာဒါပေမဲ့ကိုရံကိုဆိုတော့ဟာသူရောဒီရှိနေတဲ့တွေ့ရတဲ့ချက်ချို့ပြောဆိုတော့ချက်ပါတယ်လို့ဖြစ်တာပေါ့ဒါတော့ဟိုကိုရံစူစင်မော်ဆိုတဲ့ခါကျတော့ပြည်သက်တို့ရောက်တဲ့အခြေအနေဇူရတယ်နောက်နောက်အဓိကကလေကျွန်တော်ကလေကိုကော ချမ်းသာတွေပျော့တာတွေထက်လေအတိအအနှစ်သာရရှိဖို့ပဲလို့လားဟုတ်ကျွန်တော်အဲ့ဒါပဲအဲ့ဒါပဲခံစားတာကိုကြီးကကျွန်တော်တို့လည်းမယ်တယ်လေးတက်မလားဟိုတော့ဒီအရန်နားထောင်တယ်ဒါပေမဲ့ကိုကြီးကရှင်းကိုဘာလို့အဲ့လိုမျိုးဟဲပဲသွားနားထောင်တာလဲဆိုကိုရဲ့နှလုံးသားကိုကတောင်းဆိုတာဒါပေါ့အဲ့ချင်းအဲ့အတိအလေးအရင်ဆုံးလေအဲ့ပေါ့ဒုတိယအပြစ်ရှာပြရတာလွယ်တယ်လို့အနှစ်သာရသိဖို့ခက်တယ်အတိအအနှစ်သာရပဲသူကသူစောင်းချမ်းနေမရှိလေဖြုတ်ထားတယ်အနှစ်သာရမရှိလကားပဲကျွန်တော်တို့လည်းခံစားတယ်တော်တော်အဓိကလေသူများကခလေးတစ်ချင်းမှာကွာလူတစ်ချင်းမှာကွာဒါသူတို့ရဲ့တတ်မှတ်ချက်တစ်ချင်းတွေကို မျိုးစားကိုသူတို့ကခွဲမှအစ်စ်နေတတ်မှတ်နေအဲ့ဒါတိတ်မားရတော့နော်ဟုတ်ဒါပေမဲ့ခုနကဆိုရတော့ဘိုင်းကခန်းစားကြတော့ထက်တယ်မဖြစ်နိုင်ဘူးဖြစ်နိုင်အောင်လေဖြစ်နိုင်သွားဟိုခုနကပြောချမ်းချမ်းလေးကြိုက်လူတွေချမ်းချမ်းကြိုက်မှာပဲလူညံ့တဲ့လူတွေလူညံ့ကြိုက်မှာပဲပေါ့ဒါကတော့သူတို့အကြိုက်ပေါ့နော်သူတို့ရဲ့သူလည်းသူစိတ်ခံစားကြတယ်သူတို့တော့ပေါ့အခုကလည်းကိုယ်ခန္ဓာကြတဲ့ကိုကိုတို့ကခရော့ကြဲကြဲကြိုက်တဲ့အချိန်မှာကြဲကြဲတွေလုတ်ဖြစ်လုတ်ဖြစ်နေပဲအဲနူးညံ့ဖြစ်နေတဲ့အချိန်မှာနူးညံ့ချင်းတွေလုတ်ဖြစ်လုတ်ဖြစ်နေတယ်ဒါပေမဲ့ကိုတို့ ဒေသနဲ့ဟိုအချက်ချင်းသွားတူဖို့တခြားတဲ့အချင်းကြီးပေါ့လားအချင်းကြီးတူဖို့လားလို့ကအကြောင်းလဲဟိုတချင်းတိုင်းမပေါ့ဘူးလို့ဒီတက်တဲ့ထထတဲ့ဖြစ်သွားတဲ့အချိန်ကအရန်ခဲတယ်ဟိုအဲ့လိုဖြစ်ဖို့ကစင်းတဲ့ပုံအောင်လို့ဆိုအရန်ခက်တယ်ဟိုဒါပါကိုလို့ဆိုလဲတချင်းပေါင်းကိုထုတ်ခဲ့ရဆိုရင်80 90လောက်ရှိတယ်ဒါပေမဲ့တကယ်လည်းလူတိတာမှာနှစ်ပုတ်သုံးပုတ်လောက်တည်တယ်ဆိုတော့အဲ့လိုမျိုးတက်တဲ့ခဏချင်းတက်တဲ့ဖြစ်ဖို့ကအရန်ခက်တယ် ဟိုနောက်တစ်ခုကခုနပြောဆိုတချင်းတပုတ်အောင်မြင်ဖို့ဆိုတာဟိုခက်ဟုတ်တယ်ရန်ခက်တယ်ဟိုဟိုအကြောင်းတရားတွေအများကြီးရယ်ခုနပြောဆိုဟိုဘယ်လိုပုံလဲတိုက်ဆိုင်မှုပေါ့ဟိုတထက်တက်ဖြစ်သွားတဲ့အချိန်လူရဲ့ခံစားမှုနဲ့တထက်ဖြစ်သွားတဲ့အချိန်နောက်ကိုယ့်ရဲ့ကံကြမ္မာအချိန်တွေအများကြီးရှိတယ်တချို့တချင်းတွေဆိုရင်အဲကိုယ်ဆိုတော့မသိဘူးပေါ့ဒါပေမဲ့ရှားလူပြန်ဆိုမှအောင်မြင်သွားတာလည်းရှိတယ်အဲ့အဲ့လိုပေါ့နော်ဟိုသူ့သူ့ရဲ့အချိန်ခါတွေပေါ့ခုနပြောကံကြမ္မာတွေပေါ့အဲ့အရာတွေကတော့ အရင်လောက်ယူလို့မရတာဟာလေနော်ဟိုပါတယ်တေချာတော့တခုကတော့တချင်းတစ်ပုတ်အောင်မျိုးဆိုတော့အရင်ခက်တယ်အဲ့ဒါတော့ပြီးဘယ်လိုလဲလည်းဟိုသူတို့လည်းခွင့်ရှိပါလေကျွန်တော်တို့ကလည်းကျွန်တော်လို့ရှင်လာလို့တော့ဟုတ်ဒါပေါ့နော်သူတို့လည်းကြိုက်ချင်မှကြိုက်အောင်ပေါ့ဒါပဲလေတို့လည်းကိုရိုးစိတ်ကြက်နဲ့ကိုရိုးလောက်ကြတယ်အဲ့ပုံမှာသူတို့ကြိုက်တဲ့အခါလဲဟိုကြိုက်တာရှိမကြိုက်တဲ့အခါလဲရှိမှာတော့တထက်တဲကုနာပြောလို့ဟိုခန္ဒီကြိုက်တဲ့ဟာမှာဒါပေါ့အကုန်လုံးရောက်ဖို့ကြိုက်ရမယ်ဆိုတော့ဘယ်ဟုတ်မလဲကိုရိုးနော်မလွယ်တယ်မလွယ်ဟိုဒါပေါ့ကိုရိုးဆိုလဲတချင်းပေါင်း ်ကိုထုတ်ခဲ့ရဆိုရင်80 90လောက်ရှိတယ်ဒါပေမဲ့တကယ်လည်းလူတိတာမှာနှစ်ဘုတ်သုံးဘုတ်လောက်တည်တယ်ဆိုတော့အဲ့လိုမျိုးတစ်ထက်တည်းခဏချက်တစ်ထက်တည်းဖြစ်ဖို့ဟာရန်ခက်တယ်ဟိုနောက်တစ်ခုကခုနပြောဆိုတချင်းတစ်ဘုတ်အောင်မြင်ဖို့ဆိုတာဟိုခက်တယ်ဟုတ်တယ်ရန်ခက်တယ်ဟိုဟိုအကြောင်းတရားတွေအများကြီးရှိတယ်ခုနပြောဆိုဟိုဘယ်လိုကောင်းလဲတိုက်ဆိုင်မှုပေါ့ဟိုတစ်ထက်တည်းဖြစ်သွားတဲ့အချိန်လူရဲ့ခံစားမှုနဲ့တစ်ထက်တည်းဖြစ်သွားတဲ့အချိန်နောက်ကိုယ့်ရဲ့ကံကြမ္မာအချိန်တွေအများကြီးရှိတယ်တချို့တချင်းတွေဆိုရင်အဲ ကိုဆိုတော့မသိဘူးပေါ့ဒါပေမဲ့ရှားလူပြန်ဆိုမှအောင်မြင်ပါရလေရှိအဲ့အဲ့လိုပေါ့နော်ဟိုသူသူ့ရဲ့အချိန်ခါတွေပေါ့ကောကန်ကြမာတွေပေါ့အဲ့ဒါတွေကတော့အရန်လောက်ယူလို့မရတဲ့ဟာတွေပေါ့နော်ဟိုပါဖြစ်တယ်ဒီတေချာတော့တခုကတော့တချင်းတပုတ်အောင်မျိုးဆိုတော့အရန်ခက်တယ်အဲ့ဒါတော့ပြည်တယ်လွယ်ဘူးလည်းဟောသူတို့လည်းခွင့်ရှိပါလေကျွန်တော်တို့ကလည်းကျွန်တော်လုပ်ချင်တာလုပ်တော့ဟုတ်ဒါပေါ့နော်သူတို့လည်းကြိုက်ချင်မှကြိုက်အောင်ပေါ့ဒါပဲလေသူလည်းကိုယ်စိတ်ကြက်နဲ့ကိုယ်လုပ်ကြတယ်အဲ့ဒီပုံမှာသူတို့ကြိုက်တဲ့အခါလဲဟို ကြက်တာရှိမကြက်တဲ့ခါလည်းရှိမှာကတထတဲ့ခုနကပြောဆိုခန္တီတိုင်းတဲ့ဟာအဲမှာဒါပေါ့အကုန်လုံးရောက်ဖို့ကြက်ရမယ်ဆိုတော့ဘယ်ဟုတ်မလဲကိုကျော်နော်တယ်မလို့